2021ရာစုတွင်အင်အားကြီးဆုံးဆူနာမီလှိုင်းလုံးကြီးများ၏ထူးခြားသော တိုက်ဆိုင်မှုများ2021ရာစုအစောပိုင်းမှစတင်၍ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သောအင်အားကြီးဆုံးဆူနာမီလှိုင်းလုံးချုပ်ဟာခုနှစ်နှစ်ကြာပြည့်ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ဒါဟာတိုက်ဆိုင်မှုတစ်ခုလားစနစ်တစ်ခုလို့ဖြစ်နေမလားဆိုတော့မသိရသေးပါဘူး။ထူးခြားသောတိုက်ဆိုင်မှုများ2004ခုနှစ်အင်ဒိုနီးရှားဆူမာတရာကျွန်းအနီးကဆူနာမီ ဒီဆူနာမီက2004ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီးပြင်အား9.1မှ9.3ရှိသောမြေငလျင်ကြောင့်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါတမိုင်းတစ်လျှောက်မှာအင်အားကြီးဆုံးဆူနာမီများတဲ့ရတစ်ခုဖြစ်ပြီးအင်ဒိုနီးရှားတိရီလင်ကအိန္ဒိယထိုင်းနဲ့အခြားနိုင်ငံများစွာလူပေါင်း2300,000ခန့်ကို အသက်ဆုံးရှုံးစေခဲ့ပါတယ်။2011ခုနှစ်ဂျပန်ဆူနာမီ 2011ခုနှစ်မတ်လ17ရက်နေ့မှာဂျပန်နိုင်ငံတိုဟိုကူကန်ယိုတန်းကိုပြင်းအားကိုတသမတရှိရဲ့မြေငလင်လှုပ်ခတ်ခဲ့ပြီးဆူနာမီလှိုင်းလုံးကြီးများဖြစ်ပေါ်ခဲ့ပါတယ်။ဒီဆူနာမီကြောင့်ဖူကူရှိမားနျူကလီးယားတအားပေးဆက်ယုံပျက်စီးခဲ့ရုံနာမက လူပေါင်းတသောင်းခွဲကျော်သေဆုံးခဲ့ပြီးကြီးမားသောပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာ2004ခုနှစ် ။အင်ဒိုနီးရှားဆူနာမီ ဖြစ်ပွားပြီး9နှစ်ကြာမှဖြစ်ပွားခဲ့တာဖြစ်ပါတယ်။2018ခုနှစ်အင်ဒိုနီးရှားဆူနာမီများ2018ခုနှစ်တွင်အင်ဒိုနီးရှားနိုင်ငံ၌ဆူနာမီများစွာ ဖြစ်ပွားခဲ့ရာအထင်ရှားဆုံးမှာစက်တင်ဘာလ28ရက်နေ့တွင်ဆူလာဝေစီကျွန်း၌ဖြစ်ပွားခဲ့သောဆူနာမီနှင့်ဒီဇင်မာလ22ရက်နေ့တွင်အနက်ကာရာတိုမိရပောက်ကွဲမှုကြောင့်ဖြစ်ပွားခဲ့တဲ့ဆူနာမီတို့ဖြစ်ပါတယ်။ဒီဖြစ်ရဟာ 2011ခုနှစ်ဂျပန်ဆူနာမီဖြစ်ပွားပြီးခုနှစ်နှစ်အကြာမှာထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ပြီးတော့ခုနှစ်နှစ်ချားလိုက်မယ်ဆိုရင်2025ခုနှစ်မှာဆူနာမီလှိုင်းလုံးကြီးတစ်ခါထပ်ဖြစ်လာအောင်လားဆိုတာကိုတော့ကျွန်တော်လည်းတိတိကျကျမသိပါ။ဒါပေမဲ့အလွန်ထူးခြားနေတာတစ်ခုက27ရာစုအစောပိုင်းမှာ တနည်းအားဖြင့်ခရစ်တက္ကရာ2000နောက်ပိုင်းမှာကမ္ဘာအင်အားကြီးဆုံးဆူနာမီလှိုင်းလုံးကြီးတွေဟာ ခုနှစ်စီခြားခြားပြီးဖြစ်ပေါ်လာနေတာကတော့အလွန်ထူးဆန်းနေပါတယ်။ဘာအကျိုးအကြောင်းကြောင့်ဒီလိုဖြစ်ရလဲဘယ်လိုဆက်ဆက်နေတာလဲဆိုတာကိုတော့ကျွန်တော်လည်းမသိပါဘူး။ဒါဟာထူးခြားဆန်းကျယ်တဲ့တိုက်ဆိုင်မှုဆိုတာကတော့ညင်လို့မရပါဘူး။ဒါဆိုရင်2025မှာနောက်တစ်ခါထပ်ပြီးတိုက်ဆိုင်လာအောင်မလားဆိုတာကိုလည်းဘယ်သူမှမသိနိုင်ပါဘူး။ဒီနေရာမှာယုံကြည်လက်ခံနိုင်တာမယုံကြည်တာလက်မခံနိုင်တာရေးမကြည့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ကျွန်တော်ကလည်းဘာလို့မှဂျိုတင် ဟော့ဂိန်းထုတ်နေတာမဟုတ်ပါဘူးခုနှစ်နှစ်ချားတခါဒီလိုထူးခြားတဲ့တိုက်ဆိုင်မှုမျိုးရှိနေတယ်ဆိုတာကိုတဆင့်ဝေမျှပေးခြင်းတတ်တတ်တာဖြစ်ပါတယ်ဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတော့အကြောင်းကျိုးဆက်ဆက်မှုရှိတယ်မရှိဘူးဆိုတာကိုလည်းကျွန်တော်တကယ်မသိပါဘူးတကဘာလုံးဘေးကင်းကြပါစေကေဗင်အဘက်ပါပါ